ဲ့ဒါတော့အနောက်ထီလင်းတိုင်အလဲတိုင်ကြီးအနောက်ဖက်ချမ်းမြောက်ဖက်လေကာဖြစ်ပါတယ်လေကာကမြောက်ဖက်နဲ့တောင်ဘက်လိုနှစ်ခုရှိရမှာမနေ့ကတောင်ဘက်လေကာကိုရိုက်ပြပြီးထားပါပြီနော်အဲဒီနေ့မြောက်ဖက်လေကာကိုရိုက်ပြထားတာပါကဲအဲ့ဒီမှာကြည့်ကြပါဦးဗျာလေတာကြီးရဲ့မြောက်ဖက်မျက်နှာကိုအနောက်ဖက်ကနေအရှိတ်ဘက်ကို ့ဟွာရင်ရိုက်ကူးပြထားတာပါဗျ။အေး။ဟွာရင်ရိုက်ကူးပြထားတာပါဗျာ။ကဲဟိုမှာရန်ရန်နေရာကြီးနေရာတော့မောင်းပါဗျာ။သူလက်ဆွမ်းပြပါတော့မယ်။ဘယ်နေရာကိုဖြိုရမလဲဘယ်နေရာကိုဖြတ်ရမလဲဘယ်နေရာကိုအပြောင်ရှင်းရမလဲအဲဒါကတော့အလဲတကြီးကနေထွက်တဲ့ ိုတက်တူတစ္ဆာလို့ပြောရတာပြောရင်တော့ပြောလို့တော့မရပါဘူးဗျာတက်ပုံကြီးပါဗျတိုင်နေအဲထုတ်တန်းနေဟိုတကယ်ရွက်ဒီအဲ့အရစုထားတာပါဗျာထရမိုးကြောင်းလေးရတော့ဓာရီကြောင်းလေးပါဗျကဲအဲ့တော့အုတ်ပုံကြီးပါဗျာမနေ့ကရိုက်တော့တော့ရေဒီပပလဲဝိုင်းတော့ဒီနေ့တော့ရေလေးနည်းနည်းချောက်တော့ဗျာဒီဘက်ကနေရိုက်ကြခါပါလေ အဲတော့အလဲတာကြီးရဲ့ခေါင်းရင်းတက်တဲ့ကွက်လက်ကြီးအကျော်မှာတောက်ထားတဲ့ကြောင်းပါဗျ။အရင်ကတော့ဆောက်လက်စားကြောင်းကြီးပါဗျာ။အမိုးတော်မမိုးရသေးပါဘူး။ဟိုတိုင်ပဲထောင်ထားရပါသေးတယ်ဗျ။အခုတော့ယာယီအမိုးမိုးပြီးတော့ပါပြီ။တို့တစ္ဆာတို့စသည်ကိုမိုးပတ်မှာဆုလို့နဲ့ကြာဗျာ။မိုးကကြီးကာထားတာ။ကဲဟဲ့ဒီအုတ်တရားတော့နိုင်ရမဟုတ်ပါဘူးဗျ။တော့ပြူကြတဲ့ဟိုတရန်ကပြူကြတဲ့အုတ်တွေကို ကျောင်းနေရာမှာစီပြီးတော့ပုံထားတာပါဗျာအဲဆက်ဝင်သွားကြာကောင်းပါဗျာဝေးကနေရိုက်ပြထားတဲ့သွားသွားကျောင်းလေးဟာအတွင်းထဲကနေလိုက်တဲ့အခါဒီလိုမြင်ရမှာပါဗျာအဲအဲ့ဒီမှာယာယီအမိုးလေးတွေတုတ်ပြီးတော့မလျင်လောက်ခါကတော့အလဲတိုက်ကြီးဆရာတော်အပါဝင်တန်ဃာတော်မဒီနေရာမှာယာယီသတင်းတုံးကြတာပေါ့ဗျာအခုတော့ဒီကျောင်းထဲကတန်ဃာတော်တွေသတင်းတုံးနေပါတယ်အဲ့ဒီကျောင်းမှာ ထွက်လာတဲ့ sign board လေးကိုတစ်ချက်ရှိုးလိုက်ပါဗျာစာသားလေးကတော့ကောင်းလိုက်တာဆက်လောက်ဖတ်ကြည့်မယ်နော်ဤเจ้าကိုငါမပိုင်ဤเจ้านี่ငါเจ้าမဟုတ်စာတုဒ္ဓိတတန်ခိကเจ้าကြီးတဲ့အရှင်ဝိလာသာပကံတွေးအဲပလာ2020ခုနှစ်တနေ့လေးနေ့မှာရေးထားပါဗျာအဲဒီเจ้า sign board နဲ့ဒီเจ้าနဲ့ဆိုရင်တော့မလိုက်ဖတ်ဘူးပေါ့ဘုရားကအเจ้าမကြီးရ sign board သေးသေးလေးကိုဒီဘက်ကိုရှင်းထားလို့ အဲတိုင်းပေါ်လေးသေးတယ်လို့ထင်ရအောင်နော်။စာကတော့စတုဒ္ဓိတလို့ထင်ရမှာစတုဒ္ဓိတဖြစ်မှာ။အဲ့ဒါတော့အဲ့ဒီကျောင်းတိုင်းအရှင်ဝိလာသာဗကံသွေးဆိုတဲ့ညတော်မောင်လေးပါဗျာဓမ္မဂရိခပါဗျာ။အဲတန်ဃာတိုင်းတန်ဃာတိုင်းသို့မဟုတ်ကျောင်းတိုင်းဘုန်းကြီးတိုင်းကျောင်းတိုင်းဘုန်းကြီးတိုင်းဒီလိုနှလုံးသွင်းနိုင်မယ်ဆိုရင်တော့ကောင်းတာပါဗျာ။ဟုတ်ရအဲ့လိုနှလုံးမသွင်းနိုင်တဲ့အခါကျတော့ကျောင်းဆွဲကံဆွဲတွေဖြစ်ပြီးတော့ ကြော်မကောင်းကြာမကောင်းတရင်နေကြားရတာရှိရပါတော့ရှင်လေးရနဲ့ကြော်မကောင်းကြာမကောင်းတရင်နေရောနေပြီးနောက်ပိုင်းကြော်မကောင်းကြာမကောင်းတရင်နေကြားရနော်အချိန်နောက်ဓမ္မတပည့်ကဲအဲ့ဒီမှာရှင်မအရှင်ဝိလာတာသာသနာတော်ဓမ္မသရီဝိနည်းအဓိကဓမ္မသရီအောင်းဆောင်မှန်တကားမှာအဲ့ဒီမှာစာတန်းလေးတစ်ခုရေးဆွဲထားပြပါလေနော် ပါတီဆွဲပုဂ္ဂိုလ်ဆွဲကိုဘေးဖယ်ထားတင့်ဘာသာကိုတန်ဖိုးထားတဲ့အမတန်မောက်အနှစ်သာရရှိတဲ့စာတန်းလေးပါဗျာအမေတားကြီးတွေကတော့ကြိုက်မှာမဟုတ်ဘူးပေါ့ဗျာအမေတားကြီးတွေထက်အမေသမီးတွေကပိုဆိုးမှထင်ပါလေဗျာမကြည်ညိုဘူးလို့ဆွန်ကြိုက်မဖို့နိုင်ဘူးလို့ကထိန်မခင်းနိုင်ဘူးလို့အဲ့ဒီစာတန်းကိုအကြောင်းပြုပြီးတော့ ကုသိုလ်ကောင်းဖို့မလုပ်နိုင်တဲ့လူဒန်းစားကလည်းတိတန့်အောင်ရှိတယ်နော်ပါဠိဆွဲပုဂ္ဂိုလ်ဆွဲကိုဘေးပဲထားဆိုတော့ဒီလိုယဟန်တန်ခါဆိုတာကတော့ဘေးပုဂ္ဂိုလ်ဘေးပါတီရလို့မဟုတ်ဘူးပေါ့ခင်ဗျာဒါဒီလိုဘေးရသာသနာကကျွေးရဲ့ကျေးဇူးကြောင့်ဒီလိုဟာစရရတဲ့ကြောင့်ပါဠိဆွဲပြီးမှအထုသဖြင့်ဒီလိုယဟန်တန်ခါတော်ကြီးပေါ့ခင်ဗျာပါဠိဆွဲပြီးမှကိုလက်ရှိဝင့်နေတဲ့သင်္ကောင်းပြည့်တဲ့ပြီးမှ ပုဂ္ဂိုလ်ကြီးဦးစားပေးပြီးတော့လောက်တာမျိုးဒီလိုတော့မလိုတော့ပါဘူးခင်ဗျာနောက်တစ်ချက်က တပည့်တော်ရဲ့မူကတော့ဒီလိုဒီကနေ့ဝတ်တဲ့ကိုရင်လေးရစာပြီးဒီကနေ့နံပါတ်1ဖြစ်တဲ့တိတိကုဆရာတော်ဘုရားဆရာတော်ဘုရားကြီးချီပေါ်လေဒါရီကဘာကြောင့်စားရလဲဆိုရင်ဒီလိုဘုရားကျေးဇူးကြောင့်ပါလင်စားရတာဖြစ်ပါရဲ့ဗျာအဲ့တော့ဒီဘယ်ပုဂ္ဂိုလ်ရဲ့အတွက်ကြောင့်ဘယ်သူရဲ့အတွက်ကြောင့်မှဒီလိုစားရမှာမဟုတ်ပါဘူးဗျာအော်နောက်တစ်ချက်ဒီပည့်တော်ရဲ့ဆုံးမချက်ကတော့ဒီပည့်တော်ရဲ့အဖေဥပမာသမဏဖြစ်မယ်ဆိုရင်ကိုယ်ပါလာသာသနာကိုဖျက်ဆီးမယ်ဆိုဒီပည့်တော်ကအာမပေးပါဘူးဗျာဒီပည့်တော်အဖေသမဏဖြစ်တယ်ကိုယ်ပါလာသာသနာကိုဇောကရင်ဒီပည့်တော်အဖေလက်ပလက် တပိတော့အမပေးခရ။အဲ့တော့နံပါတ်2ဟိုတင့်ပါသာအပေါင်းလက္ခဏာထဲတာကတော့ဒီလိုပါသာကဒီကနေ့အနှုတ်ဖြစ်နေပါဗျာ။ဒီလိုဘာပဲပြောပြောအခုနိုင်ငံရေးကိုအကြောင်းပြပြောဒီလိုပါသာကအမှန်တမ်းမှအနှုတ်ဖြစ်နေပါဗျာ။ဒါကြောင့်ဟိုဒီလိုတဲ့ဆွမ်းနိုင်တဲ့ပုံကွေလေးပဲဘာသာသာနာပို့ပြီးတော့စောင့်ရှောက်ဖို့အတွက်ဒီလိုတော့မြေတရာကံပတ်ကြလို့ပါဗျာ။ဒီလိုတော့ဥဒိချက်တဲ့တဲ့ဝင်တော်မှာကိုကမဆက်မပါဗျာ။ဟိုဆရာတော်ဖျောက်နေရှင်တော့ဒီလိုကချိန်မုံလောက်ပဲရှိပါဗျာ။ ်အော်ဒီဘုပါလာအနှုတ်ဖြစ်နေတဲ့အတွက်ကြောင့်ဒါဒီကနေ့ဆိုကြည့်လိုက်လို့ရှင်ဒီဘုပါလာအနှုတ်ဖြစ်နေပါရဲ့ဗျာအဲကြောင့်ဒီဘုပါလာကိုလည်းပဲအပေါင်းဖြစ်အောင်ဆွမ်းနိုင်တဲ့ပုံကိုယ်တွေကကျူးစားပြီးတော့လှုပ်ဆောင်နေကြပါရဲ့ဗျာခံချက်တွေယုံကြည်ချက်တွေရတော့ဒီဓမ္မကိုကြီးညိုဖို့ကောင်းပါတယ်ဗျာတို့တို့ဘုရားသာသနာတော်ကတော့တို့တို့2000ခုနှစ်ကတော့ဟောခဲ့တဲ့အတိုင်းပါအတင်းလေတင်းရှိတာဒီနှစ်တန်းတောင်တော့အလူလိုက်ခံရရတော့ တသိန်းနဲ့တော့သူမသားကိုအာဓုဘဖြစ်နေတယ်နော်အဲ့တော့အနုလက္ခဏာစောင်းနေတာတော့အနှုတ်ကိန်းပြနေတာတော့အမှန်ကန်ပဲဆိုတဲ့အကြောင်းလေးကိုသိစေချင်တော့ဗျာအဲတောင်ဘက်ကအကြောင်းပါဗျာအော်ဒရန်းနေနေရမှာပေါ့နော်ပွဲစားကြောင်းလို့ခေါ်ပါရ။ပုံမှာတော့ယာယီဆောင်လေးနဲ့ဖြစ်လို့နေကြ။အပြည့်အစုံအဆုံးရှုံးရတော့မြင်မကောင်းစုမကောင်းလို့တော့ ဆိုရမလို့ပါဗျာအနောက်ထီလင်းတိုက်ဆဲကအနောက်ဆလင်းကြောင်းပါဗျာအနောက်ဆလင်းကြောင်းပါဗျာရှေ့ကြောင်းကြီးပါဗျာအမြင်ကြီးပါဗျာဘလောက်ထိမြင်တယ်လဲဆိုရင်အပေါ်တိုင်ကိုတစ်ချက်ရှိုးလိုက်ပြီအဲ့မှာထောင်ထားတဲ့အတိုင်းပါပဲတိုင်ကြီးရှေ့ကြောင်းကြီးတွေဆိုတော့တိုင်ထောင်ရွှေချပေါ့ဗျာအဲ့ဒါအပေါ်တိုင်အပေါ်ပိုင်းကိုရွှေချထားတာရွှေချထားတဲ့အပေါ်ပိုင်းတိုင်ကြီးကတော့ပြိုကျကုန်ပါပြီအခုဒါမျက်နှာစာကနေရိုက်ထားတာပါဗျာ ဲမြင်တဲ့အတိုင်းပါပဲနောက်စလင်းကြောင်းတောင်ဘက်ကနေရိုက်ပြနေပါတယ်